အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့၎င်းရဲ့အကြံပေးပို့ကိုဟောင်းအီလွန်မတ်စ်တို့ဟာလူမှုမီဒီယာပေါ်မှာအပြန်အလှန်ဝေဖန်ထိုးနှက်ခဲ့ကြပါတယ်။ဘီလီယံနာနှစ်ဦးဖြစ်တဲ့ထရမ့်နဲ့မတ်စ်တို့ဟာဇွန်လ9ရက်က၎င်းတို့ပိုင်ဆိုင်တဲ့လူမှုမီဒီယာတွေပေါ်မှာတယောက်နဲ့တယောက်ဝေဖန်ထိုးနှက်တဲ့ post တွေကိုရေးသားခဲ့တာဖြစ်ပါတယ်။အီလွန်မတ်စ်ဟာထရမ့်ရဲ့မူဝါဒတစ်ခုကိုဝေဖန်ခဲ့ပြီးတဲ့နောက်ထရမ့်ကဇွန်9ရက်မှာ၎င်းရဲ့ Truth Social လူမှုမီဒီယာပေါ်မှာအစိုးရအဖွဲ့ရဲ့အခွန်နဲ့အသုံးစရိတ်မူကြမ်းကိုဝေဖန်တဲ့အီလွန်မတ်စ်ကိုစိတ်ပြက်ကြောင်းရေးသားခဲ့တာဖြစ်ပါတယ်။ မတ်စ်ကလည်း၎င်းရဲ့ ACE လူမှုမီဒီယာမှာထရမ့်ဟာကျေးဇူးကမ်းသူဖြစ်ကြောင်းစွပ်စွဲခဲ့ပြီးကျွန်တော်သာမပါရင်ထရမ့်ဟာရွေးကောက်ပွဲရှုံးနိုင်မယ်လို့យေတာခဲ့ပါတယ်။ထရမ့်ကမတ်စ်ဟာယူသွတ်သွားပြီဖြစ်ကြောင်းနဲ့အစိုးရအဖွဲ့ရဲ့ဘတ်ဂျက်မှာဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေကိုချေတာဖို့ Elon Musk နဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေကိုဖျက်သိမ်းရလိမ့်မယ်လို့ True Social မှာយေတာခဲ့ပါတယ်။ Tesla, SpaceX နဲ့ စတားလင်းတို့အပါအဝင်မားစ်ရဲ့ကုမ္ပဏီတွေဟာအမေရိကန်အစိုးရနဲ့တိုက်ရိုက်စာချုပ်တွေချုပ်ဆိုထားပြီးအစိုးရထောက်ပံ့ကြီးတွေကိုရရှိကအခွန်လျှော့ဆောင်ရတဲ့ခံစား권တွေကိုရရှိထားပါတယ်။မားစ်ကလည်း၎င်းရဲ့ Dragon အာကာသယာဉ်နဲ့အစိုးရကြားချုပ်ဆိုထားတဲ့စာချုပ်ကိုချက်ချင်းဖျက်သိမ်းမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒီအာကာသယာဉ်ဟာနိုင်ငံတကာအာကာသစခန်းကိုအာကာသယာဉ်မှုတွေနဲ့ရိခါအထောက်ပံ့တွေပေးပို့ရမှာအသုံးပြုတဲ့အာကာသယာဉ်ဖြစ်ပါတယ်။ မတ်စ်နဲ့ထရမ့်တို့ကြောင့်အခုလိုလူသိရှင်ကြားသဘောထားကွဲလွဲမှုနဲ့ဝေဖန်ထိုးနှက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် Tesla ကုမ္ပဏီရဲ့ share တွေဟာ14ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။